ခုကျန်ပိုက်ကတော့ထွမြောက်ရကျန်ခန်းကြီးနှစ်ဖြစ်ပါတယ်အခန်းကြီးနှစ်အငယ်တမှရှစ်ထိုကာလ၌လေဝိအမျိုးသားတယောက်သည်လေဝိအမျိုးသမီးနှင့်အိမ်တောင်ဖက်ပြု၍မိမသည်ပရိသေယူသဖြင့်သားယောက်ျားကိုဖွားမြင်လေ၏ထိုသားသည်အစင်းလှကြောင်းကိုအမိမြင်လျင်သုံးလပတ်လုံးဖွက်ထားလေ၏နောက်တဖန်ဖွဲ့၍မထားနိုင်သောအခါ ကမာကိုင်းပင်ဖြင့်ရက်တော်ပကက်ကိုယူ၍ရေညှိနှင့်တစ်ဆေးဖြင့်လူပြီးလင်ပကက်ထဲတွင်သူငယ်ကိုထည့်၍မြစ်ကမ်းနားကိုင်းတော်၌ထားလေ၏သူငယ်အမလည်းအဘဲသို့ဖြစ်မိကိုတိမြင်ခြင်းကအဝေး၌ရက်နေလေ၏ဖာရောဘီသမီးတော်သည်ရေချိုးခြင်းကဆင်းလာ၍ကျွန်မတို့နှင့်မြစ်ကမ်းနား၌လှည့်လေစဉ်ကိုင်းတော်၌ ခက်ကိုမြည်၍ဆောင်းယူစေခြင်းကကျွန်မတယောက်ကိုစေလွတ်လေ၏ပခက်ဖုံးကိုဖွင့်သောအခါငိုလျက်နေသော သူငယ်ကိုမြည်၍တနာသောစိတ်ရှိလျင်ဤသူငယ်သည်ဟေပြဲအမျိုးဖြစ်လိမ့်မည်ဟု ဆိုပြီးသောသူငယ်၏အမကကိုရော့အတွက်သူငယ်ကိုထိန်းရသောဟေပြဲထိန်းကိုကျွန်မတွား၍ခေါ်ရပါမည်လို့ဟု ပါရောဘင်ဤသမီးတော်အား မေးလျှောက်၍မင်းသမီးကတော်လို့ဟုအခွင့်ပေးလျင်မိမငယ်တော်၍သူငယ်ဤအမိကိုခေါ်လေ၏အငယ်ကူမဆင်ငါပါရောဘင်ဤသမီးတော်ကဤသူငယ်ကိုယူတော်၍ငါ့ဘုထိန်လော အခါကိုငါပေးမည်ဟုမှားထားသည့်တိုင်ထိုမိမသည်သူငယ်ကိုယူတော်၍ထိန်လေ၏ သူငယ်ကြီးပွားသောအခါဖာရောဘင်၏သမီးတော်ထံသို့ပို့ဆောင်၍မင်းသမီးသည်တားအရာ၌ခံထားလျက်မောရှေအမိဖြင့်မှဲ့၏အကြောင်းမူကားရေထဲကငာနှုတ်ယူသည်ဟု ဆိုသည်။မောရှေသည်ကြီးသောအခါမိမိအမျိုးသားချင်းတို့ရှိရာသို့တွား၍သူတို့အမှုထမ်းရသော အချင်းအရာတို့ကို ကြိရှုလေ၏။မိမိအမျိုးသားဟေဘဲလူတစ်ယောက်ကို အဂုတ်ထုလူရိုက်တီကိုမြင်လင်ပတ်လေကြည့်ရှု၍အဘဲသူမြ်မရှိတီကိုတိသောအခါအဂုတ်ထုလူကိုတတ်၍တဲတဲ၌မြုပ်ထားလေ၏။နက်ပြန်နေ၌ထွက်ပြန်သော ဟေပြဲလူနှစ်ယောက်တို့သည်အချင်းချင်းတတ်ကြသည်ကို မြင်လင်တင်ဒီတင်ဤအပေါင်းဖော်ကိုအဘဲကြောင့်ရိုက်တည်းဟုညင်းစေသောသူအားမေးသည်ရှိသော ထိုသူကအဘဲသူသည်တင့်ကိုငါတို့အပေါ်မှာအကဲမှုတရားသူကြီးရ၌ခန့်ထားသည်။အဲဂုတ်ထုလူကိုတတ်တဲ့သို့ငါကိုတတ်လို့တလို့ဟု ပြန်ဆို၏။ထိုအခါမောရှိသည်မိမိပြုသောအမှုထင်ရှားပြီဟုသိ၍ကြောက်လေ၏။ထိုတရင်ကို ဖာရောဘီကြားသောအခါမောရှိကိုတတ်ခြင်းကရှာကြံလေ၏။မောရှိသည်ဖာရောဘီထံမှ ထွက်ပြေး၍ မိဒရံပြည်သို့ရောက်လင် ရေတွင်းနားမှထိုင်၍နားနေလေ၏အငယ်၁၆မှ22ထိုအခါမိဒရံယေပရောဟိတ်ဤသမီးညီမခွန်ယောက်တို့သည်မိမိတို့အဖအီတိုးစိတ်များကို ရေတိုက်ချင်းကလာ၍ရေခတ်ပြီးလင် ရေတောက်ခွက်တို့၌လောင်ကြ၏တိုးတိန်အချို့တို့လည်းလာ၍တိုးစိတ်များကို မောင်းကြ၏ထိုအခါမောရှိသည်ထ၍ ထိုမိမတို့ဘက်၌နေလျက်တိုးစိ်များကို ရေတိုက်လေ၏ထိုမိမတိုသည် အဖရွေလက်ထံသို့ရောက်ကြသောအဖကအဘဲကြောင့်ယနေ့အလင်းမြန်ရောက်လာရကြသနည်းဟု မေးလေ၏သူတို့ကလည်းအေဂုတ်ထုလူတယောက်သည်အကျွန်ုပ်တို့ကိုတိုးရင်းတို့လက်မှကယ်နှုတ်၍ရေလိုသမျက်ကိုခတ်သဖြင့်တိုးစိ်များကို ရေတိုက်ပါသည်ဟု ပြန်ပြော၏အဖကလည်း ထိုသူသည်အဘယ်မှရှိသနည်အဘယ်ကြောင့်သူ့ကိုပြစ်ထားခဲ့သနည်အစာစားစေခြင်းကသူ့ကိုခေါ်ခြေဟုဆိုလေ၏မောရှိသည် ထိုသူထံမှနေ၍ပျော်မွေ့သဖြင့်တမီးစီပေါ်ရကူမောရှိအားထိမ်မြန်ပေးစားလေ၏ထိုမိမဖွာသောသားကိုကေရှုံအမိဖြင့်မဲ့၏အကြောင်းမူကားငါသည်တကြွတနိုင်ငံ၌ဧသည်အာဂန္တုဖြစ်ရပြီဟု ဆိုသည် အငယ်23မှ25ကာလအင်တန်ကြာပြီးမှအေဂုထုရှင်မြင်အနိစ္စရောက်လေ၏ဣဒေလအမျိုးသားတို့လည်းအစေကျွန်ခံရသောကြောင့်ညီးတွားငိုကြွေးကြ၏ထို့သောအစေကျွန်ခံ၍ငိုကြွေးသောအတန်ဒီဘုရားသခင်ထံတော်သို့တက်ရောက်လေ၏သူတို့ညီးတွားမိတန်းချင်းအတန်ကိုဘုရားသခင်ကြားတော်မူလျှင်အာဗြဟံဣဇက်ယာကုပ်နှင့်ပြုခဲ့ပူသောပရိဉ္ဉ်ကို အောင်မေတော်မူ၏ဘုရားသခင်သည်လည်းဣတရေလအမျိုးသားတို့ကိုကြည့်ရှု၍သူတို့အမှုကိုစင်ခြင်းတော်မူ၏ Okay now တစ်ပိုင်းမှပြင်ကြည့်မယ် Bye bye